မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ21ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ဆော့လော်မြို့နယ်လန်ဆယ်ဒေသကိုစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကထိုးစစ်ဆင်လျက်ရှိရာဒီကနေ့စက်တဘာလ21ရက်နေ့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဟာအင်အားအများအပြားကိုအုံပြုပြီးတော့စက်တဘာလ19ရက်နေ့မှာလန်ဆယ်ဒေသကိုထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ ဒီကနေ့မနက်9နာရီမှာတိုက်ပွဲဖြစ်တယ်လမ်းဆယ်အထက်ဘက်မှာပါလို့ကချင်စီရဲသတင်းရင်းမြစ်ကပြောပါတယ်အခြားသတင်းရင်းမြစ်တို့ကလည်းလမ်းဆယ်ကတစ်ဖက်အဖွဲ့ကခေါင်လံဖူးဘက်ကိုထုံးနေတဲ့အဖွဲ့ကရှေ့ကိုနည်းနည်းရောက်လာတယ်ဒီကောင်တွေကရဟန်းရင်နေနဲ့အင်အားဖြည့်ပြီးတော့မှထတ်တက်လာတော့ကိုယ်တွေဘက်ကနည်းနည်းနောက်ဆုတ်ပေးလိုက်ရတဲ့အခြေအနေရှိတယ် လမ်းစံမျိုးတွေတော့မရောက်သေးပါဘူးလို့ပြောပြထားပါတယ်။စစ်ကောင်စီဟာ၎င်းတို့လက်လွတ်ဆုံးရှုံးထားတဲ့နယ်မြေများပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်ဖားကန့်ဝိုင်းမော်မျိုးနယ်များမှာလည်းပြည်သူ့စစ်အင်အားများကိုအုံပြုပြီးတော့ထိုးစစ်ဆင်လျက်ရှိရာ KIA ပူးပေါင်းတပ်ဖွဲ့များနဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ခေါင်းလံဘူးဘက်ကထိုးလာတဲ့စစ်ကြောင်းတစ်ခုတည်းဟုတ်တယ်ဒီဘက်ကတော့ထိုးလို့မရသေးဘူးဒီဘက်ကဝါရှောင်းနာတော့မရောက်သေးဘူးလက်မြန်းတော့မရောက်သေးဘူး ဝိုင်းမော်ခလိုက်ရ98ဘက်ကနေထိုးတဲ့ဟာကလေးလို့ကချင်စီရဲသတင်းအေးမြစ်ကရှင်းပြထားပါဗျ။စစ်ကောင်စီရဲ့ဝါရဖြတ်တဲ့ဘောမတချို့ကတော့လန်ဆယ်ထိုးစစ်မှာ KI ပူပေါင်းတပ်ဖွဲ့ရဲ့စခန်းအချို့နဲ့လန်ဆယ်မြို့ကိုတိမ့်ပတ်ရရှိပြီလို့မင်းကဝါရဖြတ်ထားတော့လေကချင်စီရဲသတင်းအေးမြစ်ကတော့လန်ဆယ်ကိုမရောက်သေးဘူးလို့အတည်ပြုပြောကြားထားပါဗျ။ လမ်းဆဲဒေသစည်ရေးအခြေအနေကို KIA သတင်းနဲ့ပြန်ကြားရေးဌာနစက်တဘာလ20ရက်နေ့ညပိုင်းမှာဖော်ပြခဲ့ရာ KIA တပ်မဟာခေါင်းအမတ်33တိုက်ရင်နယ်မြေလမ်းဆဲအထက်တောင်ကုန်းတကြောမှာ KIA ပူးပေါင်းတပ်တွေနေရာယူထားတဲ့ဒေသကိုစစ်ကောင်စီတပ်နဲ့တန်ကူတန်ပြည်သူစစ်တပ်များစည်ရေးလှောက်ရှားလာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ပြောဆိုထားပါတယ်။ စက်တင်ဘာလ19ရက်နေ့မှာစတင်တိုက်ပွဲဖြစ်ပွားခဲ့ရာစက်တင်ဘာလ20ရက်နေ့အထိစစ်ရေးတွေတင်းမာနေတယ်လို့ပြန်ကြားရေးဌာနကသတင်းဖော်ပြထားပါတယ်စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ကောင်ဆက်လက်ပြီးတော့ထိုးစစ်ဆင်မှာကဆက်လက်ပြီးတော့တိုက်ပွဲများတင်းမာနေအောင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်အမှတ်88ရက်ကွယ်အုပ်ချုပ်ရေးမှူးပြူစောတိဇော်လွင်ခေါ်တောက်တဲ့ကိုစိတ်ခွေးတက်ကမူရဲစေဝါရောင်းဝယ်ဖောက်ကားမှုနဲ့ပြန်လည်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလလယ်ပိုင်းမှာစစ်တပ်ကအမှတ်88ရက်ကွယ်အုပ်ချုပ်ရေးမှူးဇော်လွင်ခေါ်တောက်တဲ့ရဲ့နေအိမ်ကိုဝင်းအောင်စီးနှင်းခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးစီးနှင်းခဲ့ရမှာဇော်လွင်ခေါ်တောက်တဲ့ရဲ့နေအိမ်ကနေပြီးတော့ငွေကျပ်1000နံများအပြည့်ထည့်ထားတဲ့ဆာလာအိတ်9အိတ် WY မူရဲ့ဆေးပြားများစွာဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်88ရက်ကွယ်အုပ်ချုပ်ရေးမှူးတောက်တဲ့ခေါ်ဇော်လွင်နဲ့သားများကိုပါဖမ်းဆီးပြီးတော့နေအိမ်ကပျက်စီးအများပြားကိုလည်းချိတ်ပိတ်သိမ်းဆီးသွားတယ်လို့သိရပါဗျ။သူ့အိမ်ကိုစစ်တပ်နဲ့ရဲကဝိုင်းဖမ်းတာအဲ့ဒီမှာသူ့အိမ်ကနေပြီးတော့တပေါင်းတန်ဆာလာအိတ်ငါးအိတ်အပြစ်မိတယ်။မူရဲ့ဆေးပြားတွေလည်းတော်တော်များများမိသွားတယ်။သူရောသူ့သားတွေရောဖမ်းသွားတာလို့ရက်ကွယ်တွေပြည်သူတို့ကအတည်ပြုပြောကြားထားပါဗျ။ဖန်စီခံလိုက်ရတဲ့အမှတ်88ရက်ကွယ်အုပ်ချုပ်ရေးမှူးဇော်လွင်ခေါ်တောက်တဲ့ဟာစစ်အာဏာမသိမ်းမီက တနေ့လုံးတနေ့စားအခြေခံလူဒန်းစားတာဖြစ်ပြီးတော့ရက်ကွက်အုပ်ချုပ်ရေးမှုဝင်ရောက်လောက်ကင်ပြီးတဲ့နောက်မှာတော့အလွန်ချမ်းသာလာတယ်လို့သိရပါတယ်။နေ့အနည်းငယ်အတွင်းမှာကား6စီးစိုင်းကယ်15စီးနဲ့နေအိမ်ကိုလည်းပြည့်ပြည့်တိစောက်ခဲ့တယ်လို့သိရပါတယ်။အရင်စစ်အာဏာမသိမ်းမီကသူကအရန်ဆင်းရဲတာဘလောက်ထိဆင်းရဲလဲဆိုရင်ကုန်းကောက်စရာ မရှိတဲ့ဘဝအောက်တန်းစားဘဝကနေပြီးတော့ဘသူမှရက်ကွက်အုပ်ချုပ်ရေးမှုမလုပ်ရတဲ့အချိန်မှာဒီကောင်ကထပြီးတော့အုပ်ကြီးထလုပ်တယ်အဲ့ဒီကစပြီးတော့ချမ်းသာလာတာကားရင်သူ့အိမ်မှာ6စီးရှိတယ်။ဆိုင်ကဘိန်းကြီးဆိုရင်လည်း15စီးတောင် သူ့အိမ်ကိုနန်းတော်ကြီးတစ်ခုလိုပြင်ပြီးစောက်လိုက်တာလို့ရက်ကွက်နေပြည်သူတို့ကရှင်းပြထားပါတယ်။အမတ်88ရက်ကွက်အုပ်ချုပ်ရေးမှူးဇော်လွင်ခေါ်တောက်တဲ့ရဲ့တာကြီးဟာအမတ်88ရက်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီးတော့တားဖြစ်သူကိုပါစစ်တပ်ကမူရဲစေဝါရောင်းဝယ်မှုနဲ့ဖမ်းဆီးထားတယ်လို့သိရပါတယ်။အမတ်88ရက်ကွက်အုပ်ချုပ်ရေးမှူးတောက်တဲ့ခေါ်ဇော်လွင်ဟာ2022ခုနှစ်မှာတကြိမ်2023ခုနှစ်မှာတကြိမ်တော်လိုင်းရဲဘော်များရဲ့ပြစ်ခတ်မှုကိုခံခဲ့ရတော့လေအသက်မသေးဘဲနဲ့ဒဏ်ရာပဲရရှိကလွတ်မြောက်ခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ် စစ်တပ်အားကိုးနဲ့ရက်ကွက်နေပြည်သူတွေအပေါ်မှာရိုင်းဆိုင်ဖိနှိပ်ကြမ်းတမ်းနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတောက်တဲ့ခေါ်ဇော်လွင်ဖမ်းဆီးခံရမှုအတော့ရက်ကွက်နေပြည်သူများကဝမ်းပန်းတသာနဲ့လက်ခုပ်လက်ဝါးတီးပြီးပျော်ရွှင်နေကြတယ်လို့သိရပါတယ်။ဇော်လွင်ဖမ်းခံရလို့ပြည်သူတွေမှာဘလောက်ဝမ်းသာလဲဆိုရင် အလူတောင်ထားလို့တဲ့လူတောင်ရှိတယ်လို့ရက်ကွက်နေပြည်သူက ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်ကိုရီးယားနိုင်ငံကချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့တိစောက်ပေးထားတဲ့ရန်ကုန်ဒလဒရားကိုလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲမတမ်းမီမှာဖွင့်လှစ်နိုင်ရေးအတွက်မင်းအွန်လိုင်းကဖိအားပေးနေပြီးတော့ သူတီဆောက်ပေးထားတဲ့ပုံစံမျိုးနဲ့တရားပွင့်ပွဲကိုပြုလုပ်အောင်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ကရန်ကုန်မြို့ကိုရောက်ရှိနေပြီးတော့ဒလတရားကိုနောက်ဆုံးအဆင့်တီဆောက်ပြီးစီးနေမှုကိုတွားရောက်ပြီးတော့စစ်ဆေးမှာဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီရန်ကုန်ဒလတရားကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့ကရွေးကောက်ပွဲမတိုင်မီဖွင့်လျက်ဖိအားပေးနေတယ်လို့သိရပါဗါတယ်။တရားပွင့်ပွဲကိုလည်း သူကိုယ်တိုင်တက်ရောက်มาဖြစ်ပြီးတော့အဲ့ဒီတရားကိုသူကတိဆောက်ပေးထားတဲ့ပုံစံမျိုးနဲ့ဂုံယူဝင်ကြွားအောင်มาဖြစ်တယ်လို့တရားစီမံကိန်းမှာပါဝင်နေတဲ့အရက်ပတ်အဖွဲ့ဝင်တုံးကပြောဆိုထားပါတယ်ရန်ကုန်ဒလချစ်ကြည်ရေးတရားကိုဒီဇင်ဘာလရွေးကောက်ပွဲမတိုင်မီမှာဖွင့်ဖို့အတွက်ဖိအားပေးခံနေရပါတယ်။ဒီအပိုင်းမှာဒလနောက်ဆုံးအဆင့်ချိတ်ဆက်ပွဲရှိတယ်။အဲ့ဒါကိုလည်းဟိုလူကြီးမင်းအောင်လိုက်မေလိုလာမယ်။ဖွင့်ပွဲကိုလည်းသူကိုယ်တိုင်တက်ပြီးတော့မေကွန်ပြောမယ်တဲ့။သူတီဆောက်ပေးတယ်လို့ပုံစံမျိုးနဲ့လုံအောင်မှာပေါ့လို့တရားစီမံကိန်းမှာပါဝင်နေတဲ့ရက်ဘက်အဖွဲ့ဝင်ကပြောဆိုထားပါတယ်။ ရန်ကုန်ဒလဒရားစီမံကိန်းဟာမြန်မာကိုရီးယားချစ်ကြည်ရေးအဖြစ်နဲ့တိစောက်ပေးထားတဲ့ဒရားဒစင်းဖြစ်ပြီးတော့သမရဦးသိန်းစိန်အစိုးရလက်ထက်မှာစတင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။လက်တွေ့အကောင့်ထဲပေါ်မှုကိုတော့ NLD အစိုးရလက်ထက်မှာအကောင့်ထဲပေါ်ခဲ့ခြင်းဖြစ်တော့လေ။မင်းအွန်လိုင်းကတော့သူကိုယ်တိုင်တိစောက်ပေးထားတဲ့ပုံစံမျိုးနဲ့ဂုံယူဝင်ကြွားနိုင်ရေးအတွက်ဖိအားပေးနေခြင်းဖြစ်တယ်လို့၎င်းကဆက်လက်ရှင်းပြထားပါတယ်။ ဒရဒရာဟာတမ္မဏိကျိုးဆန်းလေးလန်းသွန်းဒရာကြီးဖြစ်ပြီးတော့ပင်မဒရာအရှိ1936ပြည်နဲ့ဒရာအရှိစုစုပေါင်း6143ပြည်ရှိတယ်လို့သိရပါတယ်။တန်ချိန်အားဖြင့်တပေါင်းခွဲခန့်ရှိတဲ့တင်မောကြီးများရေလန်းကင်းလွတ်စွာသွာလာနိုင်ရန်အမြင့်ပေ160နဲ့ရေလန်းကင်းလွတ်အကျယ်925ပြည်ထားရှိပြီးတော့ဆောက်လုပ်သွားမှာဖြစ်ကရင်းတစည်းချင်းခန်းနိုင်ဝန်အားဖြင့်85ရန်အထိခန်းနိုင်တယ်လို့သိရပါတယ်။ကိုရီးယားမြန်မာချစ်ကြည်ရေးဒရာဒရာကို ကိုရီးယားနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ EDCFI လုံးချင်းငွေ American Dollar 138.833တန်ပြည်တွင်းရန်ပုံငွေ30.34တန်စုစုပေါင်းကုန်ကြငွေ American Dollar 168.14တန်ကုန်ကြသွားမှာဖြစ်တယ်လို့သိရပါတယ်ကိုရီးယားထုတ်ကုန်သွင်းကုန်ဘဏ်နဲ့မြန်မာနိုင်ငံဆောက်လွယ်ဝင်ကြီးဌာနတို့က2015ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူညီစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါဗျ အဲ့ဒီဒလဒရာတိဆောက်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမရနိုင်ငံဆူဆူကွန်မနီလီမိတက်ကရေးဆွဲခဲ့ပြီးတော့ကိုရီးယားပညာရှင်များပါဝင်တဲ့ကိုရီးယား GS Engineering Group ကအဓိကတာဝန်ယူတိဆောက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်ဒလဒရာအသစ်ကြီးဖွင့်လှစ်ပြီးစီးပါကရန်ကုန်မြို့ကနေဒလ20ကော့မူကွန်းချံကုန်းမြို့နယ်များဒေဒီရဲ့ဒရာကနေတဆင်ကမ်းခြေဒေသများနဲ့ AOD တိုင်းတစ်ခုလုံးကိုလွယ်ကူလင်းမြန်စွာသွားလာနိုင်မှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဒဝေမျိုးဘက်ကနေလာတဲ့စစ်တပ်ရင်တန်းစစ်တပ်ဇီးတွေက6စီးကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ကား10စီးပါတဲ့ရင်တန်းဟာဩဂတ်စ21ရက်နေ့ကတည်းကဒဝေကနေဝါကုန်းရွာဘက်ကိုထွက်လာတာဖြစ်ပါတယ်။ အဲ့ဒီရင်တန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့သလိုကားသုံးစီးကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ရှေ့ဆက်မသွားနိုင်တဲ့စစ်ခွေးရင်တန်းကလက်ကျန်၉စီးနဲ့ချောဆွဲထားတဲ့အရက်သားကားတစီးအပါအဝင်၁၀စီးကိုစက်တဘာလ၄ရက်နေ့မနက်၁၀နာရီလောက်မှာဝါခုံးရွာဖျားတောင်အနီးမှာတော်လိုင်းတပ်တွေကထပ်မံပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။စက်တဘာလ၁၀ရက်နေ့နေ့လယ်၁၂နာရီခွဲအချိန်ကမှစစ်ခွေးရင်တန်းကိုဝါခုံးရွာမိုင်နိုင်၂၃နဲ့၂၄ကြားမှာထပ်မံပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ကား၃စီးကို ဖတ်မှန်ဖြတ်စည်းနိုင်ခဲ့တယ်လို့ကျွတ်တဲ့နဲ့ဘီလုံးပြောက်ကြားတပ်ဖွဲ့ကအသိပေးထားပါတယ်ရိတ်ခါနဲ့လက်နက်၃စီးသာရတယ်ဗျဂျန်နဲ့၃စီးကတော့ဒီကောင်တွေပစ္စည်းတွေကိုတခြားကားပေါ်ပြန်တင်ပြီးတော့ယူသွားနိုင်ပါတယ်ဒီနေရာမှာလက်နက်ခဲရတဲ့ရိတ်ခါတွေကပုံများပါတယ်လို့ဖြတ်စည်းနိုင်ခဲ့တဲ့ကားတွေနဲ့ပတ်သက်ပြီးတော့ကျွတ်တဲ့တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေကထတ်တိုးကားအပါအဝင် ်စစ်ခွေးကားစက်တစည်းတဲ့က6စည်းကိုတော်လိုင်းတပ်ဖွဲ့တွေကဖျက်ဆီးနိုင်ခဲ့တာပါဒါကြောင့်ကျန်တဲ့ကား9စည်းဟာဒဝယ်မြို့နယ်မြစ်တာမြို့မှာရှိတဲ့ကြောင်မဲတောင်စခန်းကိုဝင်ရောက်ခိုးလုံပြီးတော့စက်တဘာလ18ရက်နေ့ကဒဝယ်မြို့ကိုပြန်ဆုတ်သွားတယ်လို့အဲ့ဒီတာဝန်ရှိသူကပြောပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်သား6ဦးထက်မနည်းသေဆုံးပြီးတော့အများအပြားဒဏ်ရာရရှိကတော်လိုင်းတပ်ဖွဲ့များဘက်ကဒေါနာတက်ခွဲခွန်ကရဲဘော်တဦး KNLA တပ်ရင်းစစ်နှစ်ကရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မှာစက်တင်ဘာလ20ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက်အမျိုးသမီးတအုပ်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်။ဖားကံဒေသမှာစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်မှုများမကြာခဏပြစ်လုံနေတဲ့အတွက်အရသာပြည်သူများထိခိုက်ဒေဆုံးနေတယ်လို့သိရပါတယ်။ဖားကံမြို့နယ်စိုင်းတောင်အုပ်စုရက်ွက်၃မှာမနေ့ကညက၁၁ခွဲလောက်မှာစစ်ခွေးတပ်ဘက်က က်နဲ့ကြီးနဲ့ပြစ်လို့လူနေအိမ်တွေပျက်စီးပြီးတော့အမျိုးသမီးတအူပေါင်မှာဒဏ်ရာပြင်းထန်စွာရရှိသွားပါတယ် ဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ရန်တမ်းပစ်နေတာလို့သတင်းရင်းမြစ်ကပြောပြထားပါတယ်။စက်တဘာလ19ရက်နေ့မနက်ပိုင်းကလည်းဖားကန်ဒေသမရှိကထောင်ဘက်မှာစစ်ကောင်စီတပ်က drone နဲ့ဘုံကျဲတဲ့အတွာဇနီးမောင်နှံနှစ်ဦးသေဆုံးခဲ့ရတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းနဲ့ပြန်ကြားရေးဌာနကမနေ့ကဖော်ပြထားပါတယ်။စစ်ကောင်စီကဖားကန်မြို့နယ်ကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခြင်းလေကြောင်းကနေဘုံကျဲခြင်းများဇက်တိုက်ပြုလုပ်နေတဲ့အတွာပြည်သူလူထုသေဆုံးထိခိုက်မှုများနေ့စဉ်နှီးပါဖြစ်ပေါ်နေတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြထားပါတယ်။ တိုက်ပွဲတွေဆက်လက်ရှိနေပြီးတော့စစ်ကောင်စီတပ်ကဖားကန်ဒေသကိုအင်အားဖြည့်တင်းနေတယ်လို့ KIA ရဲ့ပြန်ကြားရေးဌာနကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတော့လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လိုင်သာယာမြို့နယ်ဆက်ရှိရက်ွက်ထဲမှာစစ်ကောင်စီလက်အောက်ခံအုပ်ကြီးနယ်အဖွဲ့တွေဟာအာဏာကိုအလွဲသုံးစားပြုလုပ်ပြီးတော့ဘေးရယ်ဆိုင်ကယ်များကိုတလားကိုတောင်းတထောင်ကနေပြီးတော့တထောင်ကွင်းအထိလာစဉ်ကြီးတွေတောင်းခံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုင်သာယာဆက်ရှိရက်ွက်အနောက်ပိုင်းအုပ်ကြီးနယ်အဖွဲ့ဟာဘေးရယ်ဆိုင်ကယ်များကိုလာစဉ်တလားကို9000ကျပ်တောင်းခံနေရကနေအခု12000ပေးနေရပါတယ်။တချို့ဘေးရယ်တွေဆိုရင်1000ကျပ်အထိကိုတောင်းပါတယ်။ ကပ်ပြားကလည်းတလားတခါလှုပ်ခိုင်းပါတယ်ကပ်ပြားတွေသွားလှုပ်ရင်လဲဈေးကအမျိုးမျိုးတောင်းလွတ်လိုက်တယ်အခုလဲဒငင်းကုန်းဈေးကိုသွားကြိုတဲ့သူတွေကိုကပ်ပြားလှုပ်ခိုင်းနေပါတယ်ကပ်ပြားမပိုင်ရင်ဖမ်းပါတယ်ကျန်တဲ့ရက်ကွက်ယုံတွေဘယ်သူမှအဲ့ဒီလိုမလုပ်ပါဘူးတိုင်းတရား၁၈ရက်ကွက်ယုံတစ်ခုတည်းဖြစ်နေတာပါအခုလိုမျိုးပြည်သူတွေအပေါ်မှာအချောင်းမျိုးမျိုးပြပြီးတော့အေးဓမြတိုက်ပြီးပတ်စံတောင်းနေတာပါလို့သုံးမင်းဆိုင်ကမောင်းတဲ့သူတို့ကပြန်လဲပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ